်မြတ်စွာဘုရားလက်ထက်ကတဝိတိပြည်မှာမြို့ကောင်းသားတယောက်ကမြို့ကောင်းသမီးလေးတယောက်ကို လက်ထပ်ဖို့ခွင့်တောင်းတယ်အဲ့ဒီလိုခွင့်တောင်းတော့မြို့ကောင်းသမီးလေးကညံရှိတယ်ငါ့ကို လက်ထပ်ချင်တာတော့ဟုတ်ပါပြီသင်မှာမိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ်ပစ္စည်းတွေဘယ်လောက်ပိုင်လဲဘွဲတွေဘယ်လောက်ရလဲအဲ့ဒါမမေးဘူးဘာမေးတယ်မိတ်ဆွေဘယ်နှယောက်ရှိလဲလို့မေးတယ် မင်းတို့အဲ့ဒီလူလင်လေးကငါမမိတ်ဆွေတော့တယောက်မှမရှိသေးပါဘူးအဲ့ဒီလိုဆိုရင် မိတ်ဆွေကို ရှာပါအောင်မိတ်ဆွေပေါင်းသင်းနဲ့ပြည်စုံတဲ့ဒီနေ့ငါကိုလက်ထပ်ဖို့အခွင့်ရပြီလို့မှတ်လိုက်ပါအဲ့ဒါနဲ့အဲ့ဒီကောင်လေးအဲ့ဒီလူလင်ကလေးဒီအမျိုးသမီးလေးကိုကြိုက်တန်တဲ့မိတ်ဆွေရှာရတယ်အဲ့ဒါပထမမျိုးကိုစောင့်တဲ့မျိုးစောင့်၄ယောက်နဲ့မိတ်ဆွေဖွဲ့အင်မတန်ရင်းနှီးတယ်နောက်အမတ်ကြီးတွေနဲ့ခင်တယ်ပထေးကြီးတွေနဲ့ခင်တယ် နောက်ကောတလမင်းနဲ့မှယဉ်နှီးတယ်။နောက်အဲ့ဒါသူကမိတ်ဆွေဖွဲ့ရင်းနဲ့မိတ်ဆွေဖွဲ့ရတဲ့အရာသာမိတ်ဆွေတွေပေါများခြင်းရဲ့အရာသာကိုသိတော့ဘုန်းတော်ကြီးတွေနဲ့လည်းသူအင်မတန်ခင်တယ်။ရှင်အနန္ဒာနဲ့လည်းအင်မတန်ယဉ်နှီးတယ်။နောက်တော့သူမြတ်စွာဘုရားနဲ့မှယဉ်နှီးတယ်။အဲ့ဒီလူလင်တွေကဟုတ်လား။အဲ့ဒါနဲ့သာဝတိမြို့မှာသူ့ကိုအမေကဘယ်လိုနာမည်ပေးထားတယ်မသိဘူးဗျာ။လူတွေကတော့သူ့ကိုမိတ္တဗန္ဓကလို့ခေါ်တယ်တဲ့။မိတ်ဆွေဖွဲ့တဲ့နေရာမှာလိမ္မာကျွမ်းကျင်တဲ့လူပေါ့ ဟုတ်လားအဲ့ဒီတော့သူကမိတ်ဆွေတွေအများကြီးရပြီဆိုတော့သူကြိုက်တဲ့ကလေးမလေးစီသွားတာပေါ့ငါမှမိတ်ဆွေတွေအများကြီးရပြီအေးအဲ့ဒီလိုဆိုရင်တို့လက်ထပ်ကြတာပေါ့ဆိုတော့လက်ထပ်ပွဲကြီးကျင်းပတော့ဘယင်ကြီးကအင်ကြီးတဆောင်လက်ဖွဲ့တယ်ဟုတ်လားအင်ရှင်မင်းကဘာလက်ဖွဲ့တယ်စစ်သူကြီးကဘာလက်ဖွဲ့တယ်အများကြီးရတယ်ဟုတ်လားအဲ့ဒါနဲ့ကောင်မလေးကသူကအင်မတန်ဉာဏ်ကြီးတယ်ဘယင်ကြီးလက်ဖွဲ့တာကိုအင်ရှင်မင်းကိုပေးတယ်အင်ရှင်မင်းလက်ဖွဲ့တာကိုစစ်သူကြီးကိုပေးတယ် အလုံးကိုကျင့်နှက်စေတယ်အဲ့ဒီလက်ထက်မင်္ဂလာဘွဲကြီးအချင်းချင်းတဲ့ကျင့်ပပြီးတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုလည်းခင်မင်းနဲ့ယင်းနည်းတယ်ဆိုပြီးတော့နေအိမ်မင်္ဂလာပင့်ပြီးတော့ဆုံးကတ်တယ်အဲ့ဒီဆုံးအမှုမောရဏတရားဟောတော့အဲ့ဒီဇနီးခင်မောအဲ့ဒီကလေးအဲ့ဒီကလေးမလေးတွေဟာသောတပတ္တိမဉ္ဇဉ်ဘုံဉ္ဇဉ်ကိုရတယ်ငါသိရင်အပေမင်းရောက်ဥမ္မာလားလို့တန်တရာကြီးစိတ်အေးရတဲ့အနေအထားမျိုး အကြီးကျယ်ဆုံးသောဆုလက်ကြီးကိုရတယ်လို့ပြောလို့ရတယ်သောတာပန်ဖြစ်တယ်ဆိုတာဟုတ်လားအဲ့ဒီမှာယဟန်တော်တွေကကြည်စမ်းဟောဒီကောင်လေးဟာဟောဒီကောင်မလေးကိုအကြောင်းပြုပြီးတော့လောကီစည်းဝါးနဲ့လည်းပြည့်စုံတယ်လောကုတ္တရာစည်းဝါးနဲ့လည်းပြည့်စုံတယ်သိအရာတော်တာပဲလို့ချီးမွမ်းတယ်အဲ့ဒီချီးမွမ်းတဲ့အတန်ကိုမြတ်စွာဘုရားကြားတယ်ဒီတော့မြတ်စွာဘုရားကယဟန်တော်တွေကိုစစ်သားတို့တဲ့ အခုမှဒီလူလင်ဟာဒီလုံမပြိုကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ရှေးတုန်းကလည်းချမ်းသာဘူးတယ်မိษွေရဲ့အကျိုးကိုခံစားဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့950မှာဥက္ကုတဇတ်ဆိုပြီးတော့မှတ်တမ်းတင်ထောင်တာရှိပါလေအဲ့ဒီဇတ်တော်လေးကိုလည်းပဲဦးဇင်းတို့အချိန်ကိုကြည့်ပြီးတော့အပြေးလွှားပြောအောင်မယ်ဟုတ်လားဥက္ကုတဇတ်တဲ့တော်ထဲမှာရေကန်ကြီးတကန်ရှိတယ်ဘေးမှာထိမ်မင်းကြီးတပင်ပေါက်နေတယ်အဲ့ဒီထိန်မင်ပေါ်မှာစွန်မတကောင်နေတယ် ။တနေ့တော့စွန်ဘူတကောင်ကအဲ့ဒီစွန်မနဲ့အတူတူနေဖို့ပြောတယ်။ပြောတော့စွန်မကငါနဲ့အတူတူနေခြင်းလို့ရှိရင် ဟောဒီရေကန်ထဲမှာလက်ကြီးတကောင်ရှိတယ်။အဲ့ဒီလက်ကြီးနဲ့မိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်။အဲ့ဒါလက်ကြီးနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်။ဟိုးချုံထဲမှာဝင်လို့ငှက်ကြီးတကောင်လည်းရှိတယ်။အဲ့ဒီဝင်လို့ငှက်ကြီးနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်။ဝင်လို့ငှက်နဲ့မိတ်ဆွေဖြစ်တယ်။နောက်ဒီတောတောင်တွေကဂူထဲမှာချင်းသင်မင်းကြီးတကောင်ရှိတယ်အဲ့ဒီချင်းသင်မင်းနဲ့လည်းမိတ်ဆွေဖွဲ့ပါလို့ခိုင်းတယ်ချင်းသင်နဲ့လည်းမိတ်ဆွေဖြစ်တယ အဲ့ဒီလိုနဲ့မိတ်ဆွေပေါင်းသင်းရှိပြီဆိုတော့သူတို့နှစ်ကောင်အတူတူနေတနေ့တော့အဲ့ဒီတောအုပ်နီးနားမှာရှိတဲ့ဇနပုတ်ရွာကလူတွေကတောထဲကိုတားကောင်လိုက်ထွက်တယ်တကောင်မှမရဘူးအဲ့ဒါနဲ့မိုးလဲချုပ်တော့စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာရေကန်ပြီးရောက်အဲ့ဒီထိမ်မင်းကြီးအောင်ဝင်ပြီးတော့နားကြလာအဲ့ဒီမှာစွန်ကလေးတွေရဲ့အတန်ကိုကြားလာကြားတဲ့အခါကျတော့ရွာသားတွေကဟေးဘာကောင်မှလည်းမရခဲ့ဘူးတို့စွန်တိုက်ကိုတက်နှိုက်ပြီးတော့စွန်ကလေးတွေကြော်စားကြလို့ဆိုပြီးတော့ မိဘုံကြီးတပုံဖို့ပြီးတော့မိတုတ်တွေထွန်းပြီးတော့ထိမ်မင်းကြီးပေါ်တက်ကြတာအဲ့ဒီမှာစွန်မကစွန်ဘိုးကို gain မိဆွေတို့ရဲ့တံမိုးကိုဒီကနေ့သိရလိမ့်မယ်တဲ့ဒါကြောင့်ဝင်လုံငှက်စီကိုသွားပြီးတော့အကြောင်းကြားတယ်အကြောင်းကြားခိုင်းတယ်ဝင်လုံငှက်ရောက်လာတယ်နှုတ်သီးနဲ့ရေအပြည့်တည်တယ်အတောင်ပံကိုရေဆူအောင်ဆွတ်တယ်ထိမ်မင်းမိုးတက်နေတဲ့လူရဲ့မိတုတ်ကိုအတောင်ပံနဲ့ရိုက်ချမိငိမ့်နဲ့ပြန်ဆင်းရတယ် ောက်တစ်ခါထပ်ရှုပ်ပြီးတော့တက်တယ်ဝင်လုံကထပ်ပြီးတော့ရိုက်တာပဲအဲ့ဒီလိုနဲ့အဲ့ဒီလိုတက်လိုက်ရှင်းလိုက်နဲ့သကောင်းရံရောက်တယ်ဝင်လုံကလည်းအင်မတန်ပင်ပန်းတယ်အဲ့ဒီတော့စွန်မကစီမံခန့်ခွဲရေးမှုနော်စွန်ဘုံကိုဝင်လုံကသိပ်ပင်ပန်းနေပြီလက်ကြီးကြီးသွားပြီးတော့အကြောင်းကြားကြီးအဲ့ဒီမှာလက်ရောက်လာတယ်ရောက်လာတော့လက်ကြီးကအဲ့ဒီမီးဘူးကြီးကိုရှွန့်နေတဲ့သူ့ကိုယ်ကို လိမ့်ပြီးတော့အဲ့ဒီမီးဘူးကြီးကိုတခါတည်းငိမ့်သက်ဖြစ်တယ်အဲ့ဒီတော့လူတွေက ဟေ့စွန်သားနဲ့ဘာလို့မှလဲဟောဒီလက်ကြီးစားရစို့ဆိုပြီးတော့လက်ကြီးဝိုင်းဆွဲတယ်လက်ကတိတ်ကြီးတာဆိုတော့လူဆွဲရလက်မပါပဲနဲ့လက်ဆွဲရကိုလူပါတယ်အဲ့ဒါနဲ့လူတွေဝယုံသုံးကားဖြစ်တယ်မိုးတောက်ရန်ရောက်တယ်အဲ့ဒီမှာစွန်မကဂိုင်းဒီအပေါင်းသင်းနှစ်ယောက်နဲ့တော့ဒီပြဿနာမပြေလည်သေးဘူးရှင်နေမင်းဒီသွားကြည့်ပါဦးလို့ခိုင်းတော့ရှင်နေမင်းဒီရောက်တယ်စွန်ဘူးရောက်တော့ရှင်နေမင်းကမိတ်ဆွေဆိုတော့ရောက်လာတယ် ထိန်ဟောက်တန်ကိုပေးလိုက်တော့ရွာသားတွေအလုံးဖွက်ပြေးရတယ်။ဟုတ်လား။အဲ့ဒီရှင်သေးသည်အဲ့ဒါဥစဉ်တို့ဘုရားလောင်းမယ်။အဲ့ဒီစွန်ဘူစွန်မသည်ဒီဘဝမှာမိတ္တဗန္ဓကဇနီးခင်မဖြစ်လာတယ်။ဟုတ်လား။ဒီတော့မြတ်စွာဘုရားကခြေသားတို့အမှုကိစ္စကြီးငယ်တစုံတရာကျုံးလာရင်မိတ်ချွေရဲ့တန်ဖိုးဟာထင်ရှားတယ်။ဒါကြောင့်လူလောကမှာအခက်အခဲတွေအကျက်တဲတွေဆိုတာတနေ့မဟုတ်တနေ့တွေ့တတ်တယ်။အမှုကိစ္စကြီးငယ်တွေဆိုတာတွေ့တတ်တယ်။ ဟုတ်လားဒါကြောင့်မိတ်ဆွေဆိုတာမရှိလို့မဖြစ်ပါဘူးမာနတွေခံပြီးတော့ဘယ်သူကိုမတူသလိုမတန်သလိုဒီလိုစိတ်မျိုးထားလို့မရဘူးဟုတ်လားဒါကြောင့်ဒီဘဝတည်းဒီအမျိုးသမီးလေးရဲ့ဉာဏ်ရောက်ချမ်းသာတာမဟုတ်ဘူးရှိတုံးကလည်းချမ်းသာဘူးတယ်ဆိုပြီးတော့အုတ်ကုသဇံတဲ့ဟုတ်လားဒါကြောင့်ပေးသပေါင်းသူတော်ကောင်းတို့ပထမဦးစွာဘဝရဲ့နံပါတ်1ချမ်းသာကိုရကြင်နေဆိုရင်ဘာရှိရမလဲ မိတ်ဆွေရှိရမယ်မိတ်ဆွေဆိုတဲ့ကစားကောင်းဆိုတဲ့စကားကအလိုလိုပါပြီးစားမိတ်ဆွေမကောင်းဘူးဆိုရင်မိတ်ဆွေလို့ကိုပြောလို့မရတော့ရန်သူတဲ့ကြောက်စရာကောင်းသွားပြီဟုတ်ရဲ့လားဒါကြောင့်မိတ်ဆွေရှိရမယ်မိတ်ဆွေကောင်းရှိရဒီနေရာမှာဦးဇင်းအတူချုပ်ကလေးအကြံပေးခြင်းတယ်အင်မတန်ကောင်းတဲ့မိတ်ဆွေကိုရချင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲမိတ်ဆွေဆိုတာရခဲ့တယ်ဗျာ များသောအားဖြင့်လူတွေကကိုကျိုးစည်းပွားကိုလိုလားပြီးတော့ချင်းကပ်ပေါင်းတင်ကြတာတွေများတယ်လေဟုတ်လားအဲ့တော့အရေးကြုံလို့ရှိရင်အာမကူရတာတွေပဲများတယ်လေဒါလူလောကကြီးမှာတကယ်အဖြစ်ပြက်ပဲဟုတ်လားအဲ့ဒီတော့ကောင်းတဲ့မိတ်ဆွေကိုရချင်ရင်ဘယ်လိုလုပ်မှလဲဆိုရင်ကိုကိုယ်တိုင်ကမိတ်ဆွေကောင်းရဲ့အင်္ကာနဲ့ညီအောင်ကြိုးစားပြီးတော့ပေါင်းတင်ပါကိုရိုးကိုအဓိကကြည့်ပြီးတော့မပေါင်းပါနဲ့တတ်နိုင်ရင်ကူညီမယ်ဆိုတဲ့စိတ်နဲ့ပေါင်းတင်ရတယ် ဟုတ်ရလားအေးကိုကိုတိုင်ကစေတနာတွေမေတ္တာတွေကိုကျိုးစည်းဝါကိုအဓိကမထားဘဲနဲ့အဲ့လိုမျိုးပေါင်းသိမ်းကြမယ်ဆိုရင် သူ့အခက်ခဲကိုကိုကဝိုင်းဝန်းဖြေရှင်းမယ်ကို့အခက်ခဲကိုလည်းသူကဝိုင်းဝန်းဖြေရှင်းမယ်အဲ့ဒီလိုတယောက်အခက်ခဲကိုတယောက်ကူညီကြရင်းနဲ့ဘဝမှာအဆင်ပြေပြေနေသွားကြရတာဒီချမ်းသာလေဟုတ်ရလားဒါကြောင့်လူငယ်တွေလောကီအကျိုးစီးစိမ်ကိုပဲဖြစ်စေလောကုတ္တရာစီးစိမ်ကိုပဲဖြစ်စေရကြင်တယ်ဆိုရင် 没学习呀。